ားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့ဗမာဆန်များ TV Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဝိဇာဗလာခေါဝိဇာပေါင်းတို့ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်တချိန်သောကာလကဝိဇာဗလာဆိုတဲ့ပုဂ္ဂိုလ်တစ်ပါးဟာမိမိအသက်100ရန်ကိုရောက်ခါနီးမှာတက်တန်300တန်ကိုကူးလို့ရာကြောင့်တစ္ဆာရှိပြီးစိတ်ချရတဲ့တပည့်ကိုအရက်တကာလှည့်လည်ပြီးတော့ရှာတော်မူတယ်ထို့သောသွာလာရှင်နဲ့ အလွန်စင်ရသောအဖိုးကြီးဇနီးမောင်နှံကိုတွေ့ရှိရဥိစာဗလာကထိုအဖိုးကြီးလင်မယားကိုမိတ်ဆွေဖွဲ့ပြီးခင်မင်းသွားကခြံဝင်းနဲ့နေတဲ့တဲကလေးကိုရောက်ရှိခဲ့ပါတယ်ဥိစာဗလာကမိမိသည်မီးတုံကူရန်လာခဲ့ကြောင်းအောင်မြင်မာကအဖိုးကြီးလင်မယားကိုဆင်သက်စားလို့မကောင်းအောင်ကျေးဇူးဆက်မှာဖြစ်ကြောင်းမိမိအပေါ်၌တစ္ဆာရှိရှိကုညီရမည်ဖြစ်ကြောင်းပြောဆိုပါရယ်ဒီလိုနဲ့အဖိုးကြီးလင်မယားနဲ့သဘောတူညီမှုရရှိပြီးနောက်ခြံနှင်းမှာမီးတုံကူဖို့အတွက် ျင်းကိုစတင်တူပါရီထို့နောက်ရှားသာချင်းတွေကိုရှာရပါရီထုံကူးမဲ့နေ့ကိုရောက်သောအခါစနစ်တောင်ရှိကျင်းထဲမှာရှားသာချင်းမိုင်းတုံးတွေကိုဖားပေါင်ကန့်လန့်အပြင်တေးကြစွာစီရပါရီဥဝိစာမလားလေမန္တန်ဂါရာတို့ကိုမပြတ်ရွဆိုခြင်းအဖိုးကြီးကိုလေသူထုံတဲကိုဆင်းသွားတဲ့အခါစေးတောင်တုံးကိုပြည့်ရန်မှာကြခြင်းမိမိထုံကူးနေစဉ်ကာလမှာစီဝိုင်းပြင်ကိုမထွက်ဖို့အတွက်အထက်ထက်အခါခါသတိပေးမှာကြပြီးနောက် အချိန်ဆရောက်တဲ့အခါဖို့ထားတဲ့မိဘုံတွင်ကိုဥဝိဇ္ဇာမလာက ခုံဆင်းသွားပါတော့တယ်ဝိဇ္ဇာမလာအမှားချထားတဲ့အတိုင်းပထမစေတောင်ကိုမိတုံနဲ့ကိုပေါက်လန့်ရှာကြီးစွာသောမင်းလျံကြီးကတက်လာပါတယ်ထို့နောက်တော့စိတ်ဆောက်စားပွဲရာနန္နာဘဝအမျိုးမျိုးတို့ကခြောက်လန့်ကြပါတယ်အဘိုးကြီးလင်မယားလည်းဥဝိဇ္ဇာမလာအမှားချခဲ့တဲ့အတိုင်းစီဝိုင်းနေကမထွက်ဘဲနေနေကြပါတယ်မိရှိန်အတော်ကြာသွားတဲ့ကအဘိုးကြီးကဒုတိယစေတောင်ကိုမိဘုံနဲ့ကိုပြစ်ပေါက်လိုက်ပြန်ပါတယ် ဒုတိယစေးတောက်ပေါက်လိုက်တဲ့အခါပထမတုန်းကလိုအကြံမနန်ခြောက်လန့်မှုတွေမလာဘဲအလားအပါအနုနည်းအမျိုးမျိုးနဲ့ပေးကမ်းမှုအမျိုးမျိုးတာယာမှုတွေကိုပန်းပြပြီးစီဝိုင်းနဲ့ကထွက်လာဖို့အတွက် ဖြားရောက်ပြန်လာတော့တယ်အဖိုးကြီးလင်မယားလည်းဝိဆာဗလာမှားချထားတဲ့အတိုင်းတစ္ဆာမပြတ်ဘဲကြက်ကြန့်ခံလို့နေပါတော့တယ်ဒုတိယအကြိမ်မီတာမီလီယံများတပြေးပြေးနဲ့မင်းညိုကျိုးသွားတဲ့အခါအဖိုးကြီးကမှားထားတဲ့အတိုင်းနောက်ဆုံးစေးနောက်ကိုထုံချင်းလေးကိုပေါက်လိုက်ပါတော့တယ် သူကရခင်ကားကဲ့သို့မဟုတ်ပဲထုံထဲမှာမမောဝဲကောင်းလာအောင်ရွှေရည်တွေနဲ့ထုံတစ်ခုလုံးပြည့်စံနေပါတယ်။ကိစ္စပြီးဆုံးကနေဖြစ်တဲ့အတွက်အောင်မီဆိုတဲ့အတန်ကြီးသုံးခုကိုဆက်ခါဆက်ခါကြားလိုက်ရပါတယ်။ထိုကနမှာအဖွားကြီးကလောဘစိတ်ဖောက်ပြန်လာပြီးမိမိအတွေ့မှာဝိဇာကြီးထုံထဲကထွက်မလာခင်ဖလားတစ်လုံးလောက်တော့ဒီရွှေတွေကိုခက်ယူထားလိုက်ရင်ကောင်းမယ်ဆိုပြီးအသင်ရှိတဲ့ဖလားနဲ့ထုံထဲကရွှေတွေကိုဖလားနဲ့အပြည့်ခက်ယူထားလိုက်ပါတယ်။ ထို့နောက်အတန်းကြားတဲ့အခါဝိဇာမလာက ထောင်းချင်းနှကန်းကိုခုန်တက်လာရာအဘွားကြီးရဲ့တစ္ဆာမဲမှုကြောင့်ညာဘက်ပောင်က ပါရှိမလာတော့ပါဘူးဝိဇာမလာကအဘွားကြီးဟာတိတ်မိုက်တယ်ဂရီတစ္ဆာမတည်ဘူးလို့ပြောပြီးကောင်းကင်ကို ပြန်တက်ပြောက်ွယ်သွားပါတယ်အသက်ကိုကျွင်းလို့ခန္ဓာကိုအစိအပိုင်းပေါတပတ်ပျက်စီးသွားရရှာတဲ့ဝိဇာမလာကိုဂရီတစ္ဆာမတည်စရဏကျင့်မှုရောနေသီလတမာတိမရှိတဲ့ဖိုတိုးသူများရဲ့ပြည်စင်းအောင်မြင်လို့နေတလုံးနေကို ပြန်သိမ်းရတဲ့တာဝန်ကိုအထက်ဝိဆာကြီးတွေကပေးအပ်ထားပါတယ်။ဒါကြောင့်ဝိဆာဗလာကိုဝိဆာပေါင်းလို့ဆိုပြီးတော့ခေါ်ကြပါတယ်။ရှေးခါကဖိုတိုသမားတွေကဝိဆာဥမလာကိုအသေးကြောက်ကြပြီးဂရဝဲများထိုးထားရှာပါတယ်။တလုံးအောင်ရှင်လည်းဤတလုံးအာသာသနာနဲ့ကောင်းကျိုးပြပြအတွက်အသုံးပြုပါမည်ဆိုပြီးတော့တစ္ဆာဆိုကြရပါတယ်။ထိုတစ္ဆာဖောက်ပြပါကဝိဆာဥပလာမဓလုံးသိင်းချင်းပြစ်တံပေးခြင်းဖိုထိုးမအောင်မြင်အောင်တားမြစ်ပိတ်ပင်ခြင်း အပြည့်ကြီးကျွလွန်သူတွေကိုရိုးတော့အောင်တံပေးခြင်းစသဖြင့်ဆုံးမတက်တယ်ဆိုပြီးတော့ဆိုပါရီဝိဇာဗလာခေါ်ဝိဇာပေါင်းတို့ကနှစ်300ပြည်မှနှစ်900တတန်းကိုဒုတိယဖုံးဝင်ထုံကူမှခြေလက်အင်ကပြည့်ပြည့်စုံစုံပါရှိမှာ ဖြစ်ပါရီဟုတ်ကဲ့ပါမွေရင်ရှိသားသူဟာလီစာစွန်နဲ့ခရက်ဒစ်ပေးပါရရှင်နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြရှင်ဝေကောင်းတဲ့ချိန်လေးကိုပိုင်ဆိုင်နေကြပါသည်ရှင်